မြန်မာမှာစစ်တပ်အတစ်လုံနေပြီလို့ဒေါ်မီမီဝင်ပတ်ပြောအားလုံးပဲမင်္ဂလာပါရှင် Let's Talk The New Channel ကနေကြိုဆိုလိုက်ပါတယ်ရှင် အာနာတိန်စစ်ကောင်စီတပ်ယူရင်းလာချိန်မှာပဲမြန်မာနိုင်ငံအတွက်စစ်တပ်အတစ်လုံအပ်နေပြီလို့ဒေါ်မီမီဝင်ပတ်ကပြောကြားလိုက်ပါတယ်သူမဟာအမေရိကန်တပ်ဖွဲ့မှ28နှစ်တာတာဝန်ထမ်းဆောင်ခဲ့ပြီးဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့အငြင်းစားယူခဲ့ပါတယ် လက်ရှိမှာတော့အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီအခြေဆိုင်လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာနမှာပေါမောက်ခအနေနဲ့နိုင်ငံအကြီးအကဲကာကွယ်ရေးဦးစီးချုပ်နဲ့တန်တမန်ဖြစ်လာမဲ့သူတွေကိုပညာသင်ကြားပေးနေတာ16နှစ်ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ဒီလိုပုဂ္ဂိုလ်ကမြန်မာနိုင်ငံအတွက် နိုင်ငံတကာစံနှုန်းနဲ့ခင့်မီတန်ဖိုးတွေနဲ့ကိုက်ညီတယ်။ professional စစ်တပ်အတစ်တရလိုအပ်နေပါတယ်လို့ သူမရဲ့တရားဝင်လူမှုကွန်ရက်ကနေတဆင်ဒီနေ့မေလ23ရက်မှာထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ဒီမိုကရေစီအပြောင်းလဲကာလအတွင်းမြန်မာစစ်တပ်ကအရာရှိတွေနဲ့အရက်ဖက်တင်နန်းသားတွေကို2021ခုနှစ်အာဏာမသိမ်းခင်အထိအရက်သားထိန်းချုပ်မှုအောက်မှာရှိပြီးဒီမိုကရေစီနှုံများကိုလေးစားတဲ့ခင်မီပရော်ဖက်ရှင်နယ်စစ်တပ်တခုရဲ့အခြေခံမှုနဲ့အပြုအမူတွေကိုနားလည်လာအောင်ကူညီပေးဖို့ရည်ရွယ်ချက်နဲ့ တင်ကြားပေးခဲ့တယ်လို့တော်မီမီဝင်းဘက်ကပြောပါတယ်။အဲ့ဒီရည်ရွယ်ချက်နဲ့ပြောင်းလဲနိုင်ကြလိုက်မယ်ဆိုတဲ့ယုံကြည်မှုနဲ့အတူသူမအနေနဲ့အချိန်အတော်များများရင်းနှီးပြီးအထက်ထက်စ조사တင်ကြားပေးခဲ့တယ်လို့ဆက်ပြောပါတယ်။ဒါပေမဲ့အမေရိကန်တပ်ရဲ့အငိမ့်စားဒုဗိုလ်မှူးကြီးတယောက်ရဲ့조사အထောက်မှုတွေတဲသေးရည်သွန်ဖြစ်ခဲ့ရတဲ့အကြောင်းကိုအခုလိုပဲဖွင့်ဟပြောကြားလာပါတယ်။ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလ ဆစ်အာနာတိမ်မှုနဲ့နောက်ဆက်တွဲဖြစ်ရက်တွေကထင်ဟက်စွာပြသလိုက်ပါတယ်။သူတို့ကိုပြုပြင်ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာသူတို့ထဲမှာတော်တဲ့သူတွေရှိတာမှန်တယ်။ဒါပေမဲ့သူတို့ဟာအယိုးဆွဲအောင်အယူဝါဒမိုင်းတိုက်ခံထားရတယ်။နှစ်ပေါင်းများစွာဆစ်အာနာရှင်စနစ်အောက်မှာမိုင်းတိုက်ခံထားရတာကြောင့်သူတို့မှာပြောင်းလဲဖို့အစွမ်းနဲ့ဆန္ဒမရှိတော့ပါဘူး။လက်ခံနိုင်စွမ်းမရှိကြပါဘူးလို့ဒေါ်မီမီဝင်းဘက်ကပြောပါလေ။ ဒီအတွေ့အကြုံကနေပြီးစစ်အာဏာရှင်စနစ်ကိုဖျက်တိုင်းဖို့လိုတယ်ဆိုတာကိုကောင်းကောင်းပုံနားလည်လာစေပြီးမြန်မာနိုင်ငံအတွက်နိုင်ငံတကာစံနှုန်းနဲ့ခင်မီတန်ဖိုးတွေနဲ့ကိုက်ညီတဲ့ professional စစ်တပ်အတစ်တရက်လိုအပ်နေတယ်ဆိုပြီးသူမကတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့စစ်ကောင်စီတပ်ကိုကျွေးပါဆောင်တိဆိုတဲ့မြန်မာစကားပုံနဲ့ခိုင်းနိုင်ပြောဆိုသွားပါတယ်။ မြန်မာစကားပုံမှာကျွဲပါဆောင်တိဆိုတာရှိပါတယ်။ဆိုလိုတာကတော့ဘဟုတုတနဲ့တန်ဖိုးရှိတဲ့အရာကိုနားမလည်နိုင်သူထံပေးတာအကျိုးမရှိဘူးဆိုတဲ့အတိုက်ပဲပါ။ဒါဟာမြမစစ်အာဏာရှင်စနစ်ကိုအတွင်းကနေပြုပြင်ဖို့စ조사ခဲ့တဲ့ကျမရဲ့အတွေ့အကြုံကိုဖော်ပြနေတယ်လို့ပါပဲလို့သူမကပြောသွားပါတယ်။ဘုချုံမူကြီးမင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်စီတပ်ဟာနေဦးတော်လိုင်ရဲ့၄နှစ်ကျော်ကာလလက်နက်ကင်တော်လိုင်ရဲ့၄နှစ်နီးပါးကာလအတွင်းမှာ တော်လန်ရင်အားစုတွေစီနေမြေ85ရာခိုင်နှုန်းအထိလက်လွတ်ထားရပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ကပြောဆိုထားပါတယ်။ဒီစစ်တပ်ကိုလွတ်လပ်ရေးဖခင်ကြီးဘိုးချုပ်အောင်ဆန်းကတီတူလူထုကိုကာကွယ်ဖို့ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာနှစ်80ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ 1960နှစ်အာနာတိန်ပြည်နောက်ပိုင်းကစလို့တီတူတွေရဲ့လုံခြုံရေးစီးပွားရေးနဲ့နိုင်စင်လူမှုဘဝတွေကိုပြန်လည်ရှင်းချောင်းနေတဲ့အဖွဲ့အစည်းကြီးတရက်အဖြစ်တည်ရှိနေခဲ့တာဒီကနေ့အထိပဲဖြစ်ပါတယ်။တင်လေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။မြမပြည်သူပြည်သားအားလုံးမင်းဆိုးမင်းညစ်ပေတဘာဝပေစစ်ပေတို့ကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေရှင်။ကျမညိမ့်ပါ။